မင်္ဂလာပါရှင်အခုချိန်ကစပြီး2025ခုနှစ်မေလ24ရက်နေ့မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG ပြည်တွင်းသတင်းကောင်းစီများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ဖြစ်ပေါ်ပြောင်းလဲနေတဲ့အထွေထွေနိုင်ငံရေးစီးနိုင်ငံကြရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များကို NUCC နဲ့ NUG တို့အပြန်အလှန်ဆွေးနွေးခဲ့ကြတဲ့သတင်း။ထိုင်းနိုင်ငံရောက်ရှေ့ပြောင်းလုပ်သားများလှုပ်အားခများမရှင်းပေးဘဲအလုထုတ်သည့်ကိစ္စအပဝင်ဝတ်ပါမင့်အားတတိမထုတ်မပေးခြင်းအားဖြစ်ရှင်းပေးခဲ့ကြောင်း NUG အလုသမားဝန်ကြီးဌာနထုတ်ပြန်တဲ့သတင်း။36နှစ်ပြည့်ကရင်လူငယ်အစီ ီယုံ KYO အထိမ်းအမှန်နေသော KNU ၊ကရင်အမျိုးသားအစည်းအဝေးမှဂုံပြုတော်လာပေးပို့တဲ့တွင်မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေသူလူဦးရေ16.6တန်းဖြင့်လူအပ်ချက်စံချိန်တင်မြင့်တက်နေပြီးငလင်အပြေးတွင်ထက်တိုးလူဦးရေ2တန်းသည့်အရေးပေါ်အကူအညီလိုအပ်လျက်ရှိတဲ့တွင် Amazing Group of Companies နှင့် Adventure Myanmar Group တို့၏တီထောင်သူနှင့်ဥက္ကဋ္ဌအောင်မျိုးမင်းတင်ဟာမြန်မာစေအုပ်စုနှင့်ရင်းဤစီးပွားရေးလုပ်ငန်းစုကြီးများထံမှငှားရမ်းထားတဲ့မြင်းနေရာပေါ်တွင်အနည်းဆုံးဟိုတယ်လုပ်ငန်းပိုင်ဆိုင်မှု၅ခုထားရှိထားတဲ့တွင်စ တဲ့သတင်းတွေအပါအဝင် အခြားသတင်းအကြောင်းအရာတွေကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။